ယနေ့အော်တိုဘာလ24ရက် BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နထိုးကြီးနယ်မလိုက်မြို့နယ်တွေကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုပိတ်ဆို့တိုက်ခိုက်ရာဘုံမူးပါဝင်စစ်ကောင်စီတပ်သား38ဦးကျော်သေဆုံးပြီးလက်နက်မျိုးစုံနဲ့ဂျမ်းမာအများပြားကိုတင်စီရမိတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဲ့မလိုင်မြို့နယ်တွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတလာအတွင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာဗိုလ်မှူးတအူးအပါဝင်စစ်ကောင်စီတပ်သား38ဦးကျော်သေဆုံးခဲ့ရပြီးလက်နက်မျိုးစုံနဲ့ဂျမ်မာအများပြားကိုတင်းဆဲရမိခဲ့တယ်လို့မြင်းညံခရိုင်အမှတ်လေးတရင်ကဒီကနေ့အော်တိုဘာလ23ရက်နေ့ညနေပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့နေ့လယ်3နာရီချိန်ခန့်ကနထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေ ်မြိုင်သာကျေးရွာဘက်ကိုဥတဲကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့အင်အား200ပါတဲ့စစ်ကြောင်းနဲ့မြင်းညိုင်ခရိုင်အမှတ်လေးတန်ရင်မြင်းညိုင်ခရိုင်အမှတ်30တန်ရင်မြစ်သားပါကဖတခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူအသုံးပြုကာထိုးစစ်ဆင်လာခဲ့ရာပူပေါင်းတပ်ဖွဲ့တွေကခုခံပစ်ခတ်တိုက်ခတ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှဗိုလ်ကြီးတူအပါဝင်တပ်သား9ဦးနဲ့အထက်တိုက်ဆုံခဲ့တယ်လို့မြင်းညိုင်ခရိုင်အမှတ်လေးတန်ရင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဆိုပါထိတွေ့တိုက်ပွဲဟာညနေ9နာရီခွဲချိန်မှာပြီးဆုံးသွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီစစ်ကြောင်းကလောင်းတလောင်းနဲ့ MA5 လက်နက်တလက်တို့တင်းဆဲရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပြီးခဲ့တဲ့အော်တိုဘာလတရက်နေ့နေ့လယ်2နာရီကျော်ချိန်ကလည်းနထိုးကြီးမြို့နယ်မြိုင်းသားကြေးရွာကိုမီးရှို့ဖျက်ဆီးကနထိုးကြီးမြို့နယ်ဒိုင်းလေကြေးရွာနီးကိုဥတည်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အား250ကျော်ပါတဲ့စစ်ကြောင်းနဲ့မြင်းနိုင်ငံခရိုင်အမှတ်လေးတန်ရင်မြင်းနိုင်ငံခရိုင်အမှတ်30တန်ရင်တဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ကြတဲ့ မြေသားပကဖမြင်းညင်ခရင် drone တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာတိုက်ပွဲချိန်3နာရီကျော်အရောက်မှာစစ်ကောင်စီဘက်မှအကြာဆုံးများစွာနဲ့နောက်ပြန်ဆုတ်သွားခဲ့တယ်လို့မြင်းညင်ခရင်အမှတ်လေးတရင်ကဆိုထားပါတယ်။ကြာဆုံးများစွာနဲ့နောက်ပြန်ဆုတ်သွားခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုပူးပေါင်းမှမိတ်တက်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးကို ရှင်ဖမ်းမိခဲ့ပြီး၁၀ဦးနဲ့အထက်ဟာတေဆုံးမှုတွေရှိကအဲ့ဒီတိုက်ပွဲကလည်းည7နာရီကျော်အချိန်မှာပြီးဆုံးသွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီစစ်ကြောင်းကနေငချင်းမီတက်လက် MA11 သုံးလက် G3 နှစ်လက် MA1 တက်လက် M79 တက်လက် MA5 နှစ်လက် drone နှစ်စီးကြီမျိုးစုံ3312တောင်း40မမ3လုံး60မမ9လုံး RPG တဖူး drop bomb 4ဖာပိုရန်တောက်17တောင်းလက်ပစ်ဘုံ12လုံး inaga တလုံးကြီပေါက်20တပေါက်ကတ်သီး23ခုဂျမ်မာကားတစီး ကားသုံးစီးတို့ကိုတင်းဆဲရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့မှာလည်းမလှိုင်မြို့နယ်နှောကန်ကြေးရွာဘက်ကနေမလှိုင်မြို့အင်ကြီးတော်ကြေးရွာဘက်ကိုဥတေကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့အင်အား200ပါစစ်ကြောင်းနဲ့မြင်းညံခရံအမှတ်လေးတရင်မြင်းညံခရံအမှတ်30တရင်တို့နဲ့ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပြီးအော်တိုဘာလ10ရက်နေ့တိုက်ပွဲ၄ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့ပူပေါင်းတပ်ဖွဲ့တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမလိုင်းမြို့နယ်နဲ့တောင်သာမြို့နယ်တွေမှာ မျိုးသမီး20နဲ့အထက်တို့ဟာအလိုမတူပဲအတင်းအတမဟုကျင်တက်ဖြတ်ခြင်းပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခြင်းတွေကိုဥဆောင်လုတ်ကင်ခဲ့တဲ့ဗိုလ်မှူးကျော်မင်းအပါအဝင်စစ်ကောင်စီတပ်သား20ဦးနဲ့အထက်သေဆုံးခဲ့ပြီး9ဦးလည်းဖမ်းဆီးရမိခဲ့တယ်လို့မြင်းညင်ခင်အမှတ်လေးတရင်ကဆိုထားပါတယ်။အလားတူပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့အတွင်းမှာလည်းမလိုင်မြို့နယ်အင်ကြီးတော်ကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့အင်အား200ခန့်ပါစစ်ကြောင်းနဲ့မြင်းညင်ခင်အမှတ်လေးတရင်မြင်းညင်ခင်အမှတ်30တရင်တို့နဲ့ ထပ်မံပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သားအများပြားသေဆုံးခဲ့ပါတယ်။စတင်မလာ25ရက်နေ့ကနေအော်တိုဘာလ12ရက်နေ့ထိမြင်းညင်ခရိုင်အမှတ်လေးတန်ရင်မြင်းညင်ခရိုင်အမှတ်30တန်ရင်တို့နဲ့အတူပူးပေါင်းမဟာမိတ်တပ်တွေဟာစစ်ကောင်စီတပ်တွေလှုပ်ဆောင်ခဲ့ကြတဲ့ထိုးစစ်ဆွေးနွေးကိုအကောင်အဆုံးခုခံကာကွယ်ခဲ့ကြပြီးခန်းစစ်အနေထားကနေထိုးစစ်အသွင်ပြင်ကိုပူးပေါင်းမဟာမိတ်ဖွဲ့တွေနဲ့အသက်သွေးချွေးတွေနဲ့ရင်းနှီးပြီးတော့စစ်ဦးလန်တဲ့အထိတွန်းလှန်ခဲ့ကြတယ်လို့လည်းမြင်းညင်ခရိုင်အမှတ်လေးတန်ရင်ကဆိုထားပါတယ် လက်ရှိစည်ရေးဖော်ဆောင်နေကြတဲ့ຫນွေဥတော်လိုင်းအဖွဲ့တွေကတော်လိုင်းရဲ့အရေးတခုကိုဥတီကစည်ရေးဖော်ဆောင်တာတွေရှိလာအောင်မှဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့တော်လန်တွန်းလန်လိုတဲ့စိတ်တွေကိုမတွန်းဆုပ်ဘုံရန်သူကိုမမေ့မလျော့ပဲတော်လိုင်းရဲ့ရဲဘော်တွေနဲ့ပြည်သူတွေလက်တွဲမဖြုတ်စီလုံးညီညာစွာတော်လိုင်းအောင်ပွဲရတဲ့အထိတိုက်ပွဲဝင်သွားစေလိုပါတယ်လို့မြင်းနိုင်ငံရဲ့အမှတ်လေးတန်ရင်ရဲ့ထုတ်ပြန်ချက်မှလည်းဖော်ပြထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ န္ဒလီမြို့အောင်မီတာဇာမြို့နယ်အတွင်းမဲဆင်းလာစီရန်အကြောင်းပြပြီးစစ်တပ်မှလူငယ်တအုပ်ကို အတင်းအဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလပထမအပတ်တွင်မန္တလေးမြို့အောင်မြေတာဇံမြို့နယ်အတွင်းရှိအိမ်တော်စုတစုကိုအုပ်ချုပ်ရေးမှူးမှတဆင့်မဲဆင်းလာစီရင်အကြောင်းပြပြီးဆင့်ခေါ်ခဲ့တယ်လို့သိရပါဗျ။ရက်ကွက်အုပ်ချုပ်ရေးမှူးရဲ့ဆင့်ခေါ်မှုကြောင့်စိုးဝါအိမ်တော်ဦးစီးဟာတကောင်စီရင်ဖြစ်မဲဆင်းလာတိုက်စဉ်၎င်းရဲ့အရွယ်ရောက်ပြီးသားဖြစ်သူနမင်မားနေတာမို့ ြင်ဆင်ရန်အတွက်အဲ့ဒီလူငယ်ကိုပါရက်ကွက်ယုံလာရာဖုံးဆက်ခေါ်ခိုင်းခဲ့တယ်လို့သိရပါတယ်။သူဖခင်ရဲ့ဖုံးခေါ်မှုကြောင့်ရောက်လာတဲ့လူငယ်ကိုရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကဖမ်းဆီးလိုက်ပြီးစစ်တပ်ကို ဖုံးဆက်ကာလူသစ်အဖြစ်စုဆောင်းထားတယ်လို့သိရပါတယ်။ဒါ့အပြင်အဆိုပါလူငယ်ကိုမန္တလေးတောင်ချီအောက်မှာရှိတဲ့ဒေသအခေါ်95တပ်မှပို့ဆောင်ထားပြီးနောက်အောက်တိုဘာလ19ရက်နေ့မှာရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဟိုပုံစစ်တပ်နဲ့ကြောင်းစီ ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဒါနဲ့မကပြီးခဲ့တဲ့ရက်အတွင်းရန်ကုန်မြို့မင်္ဂလာဒုံမနေအိမ်တစ်ခုအတွင်းကိုခိုးပေါက်ဝင်တဲ့တကူရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကဖမ်းကစစ်တပ်အတွင်းထည့်လိုက်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကမင်္ဂလာဒုံမြို့နယ်အတွင်းဖောက်ထွန်းဝင်ရောက်လာတဲ့တကူတယောက်ကို နေအိမ်ပိုင်ရှင်နဲ့အနီးနားကပြည်သူတွေကဖမ်းဆီးပြီးအုပ်ချုပ်ရေးမှူးကို ခေါ်ကရဲလက်အယံပြင်ဆင်နေစဉ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်တပ်ကိုတိုက်ရိုက်ဖုံးစက်ကအဆိုပါတခိုးကိုတတ်ထန်ရောင်းစားခဲ့တယ်လို့ပြည်သူတို့မှ BBM ကိုပြောပါတယ်။နှစ်ဆယ်နှစ်ကဖြစ်တာတခိုးဝင်လာပြီးတော့အင်ပိုင်ရှင်ကိုအနီးနားသူတို့ဝိုင်းဖန်းတော့မိတယ်။အဲ့ဒါရဲလက်အပ်မယ်ဆိုပြီးတော့အုပ်ချုပ်ရေးမှူးနယ်ဖွဲ့ကိုဖုံးစက်တော့သူတို့ကရဲုံမအပ်ပဲစစ်တပ်ကိုတခါတည်းပဲဖုံးစက်ပြီးရောင်းစားလိုက်တော့စကောင်စီဘက်မှစစ်မှုထမ်းဥပဒေပြဋ္ဌာန်းအတည်ပြုပြီးတဲ့နောက်စစ်တပ်စိုးမှုရာဒေသတွေမှာပေါ်တာဆွဲတာတွေနဲ့လူပြောက်တာတွေမကြာခဏဖြစ်ပေါ်နေရလို့လည်း သိရပါတယ်စစ်ကောင်စီအနေနဲ့1027အတွင်းစစ်ရှုံးပြီးတဲ့နောက်စစ်မှုမှာထမ်းမနေရဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလမှစတာအသက်သွင်းခဲ့တာဖြစ်ပြီးယခုအခါပြည်သူစစ်မှုရန်တင်နန်းမှာအပတ်စဉ်တမ78ခုရှိနေပြီလို့လည်းသိရပါတယ်ကရင်နယ်ခြားစောက်တဲ့ BGF ဟာစစ်တပ်နဲ့ညှိနှိုင်းမှုပြုလုပ်ပြီးနောက်မြားရီမျိုးဆယ်မိုင်အကွာက KK ဘက်ဝန်းကအလုံသမား900ထက်မနည်းထွက်ပြေးလာကြတယ်လို့မြားရီမျိုးခံတွေကပြောပါတယ် ထွပြေးလာတဲ့သူတွေဟာမြန်မာနိုင်ငံသားတွေပါဝင်ပေမယ့်အများစုကနိုင်ငံခြားသားနဲ့တရုတ်နိုင်ငံသားတွေဖြစ်ကြပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ19ရက်က KK ဘက်ဝန်းကိုစစ်ကောင်စီဝင်ရောက်စီးနင်းခဲ့ပြီးနောက်အခုလိုမျိုးလုံသမားတွေကိုထွက်ခွာခွင့်ပြုလိုက်တာလို့ကြားဖြတ်လုပ်ငန်းအကြောင်းသိရှိထားတဲ့မြရီမျိုးကအမျိုးသားတအူးကပြောပါဗျ။ အွန်လိုင်းကြားဖြတ်လုပ်ငန်းစင်တာရှိတဲ့ KKBank ဝန်ကိုစစ်ကောင်စီတပ်ဖွဲ့တွေကထပ်မံဝင်ရောက်စီးနှင်းရှာဖွေဖမ်းဆီးမယ်လို့ကရင်နယ်ခြားဆောင်တဲ့ BGF KNA ကတရင်လွင်ပြီးပြန်ခွင့်ပေးနေတာလို့သူကဆက်ပြောပါဗါထွက်ပြေးလာတဲ့သူတွေဟာအော်တိုဝါလာ23ရက်ညနေပိုင်းအထိတထောင်ဝန်းကျင်နီးပါးရှိနိုင်တယ်လို့ဆိုပါရယ်။အဲ့ဒီတဲကနိုင်ငံသား200ကျော်ကိုမြန်မာထိုင်းနယ်စပ်မှာထိုင်းအာဏာပိုင်တွေကလက်ခံပေးထားပြီးနေရပြန်ပို့နိုင်ရေးသက်ဆိုင်ရာနိုင်ငံတွေနဲ့ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ထိုင်းနိုင်ငံသတင်းဌာနတွေကဖော်ပြထားပါတယ်။ဒါ့အပြင်ထွက်ပြေးလာတဲ့သူတွေကိုစစ်အုပ်စုတပ်ဖွဲ့တွေကမြို့အဝင်တွေမှာဖမ်းဆီးတာတွေရှိနေတယ်လို့မြို့ကန်အချို့ကပြောပါတယ်။ဒါဟာ KK ဘက်ကနေထွက်လာတဲ့တရားမဝင်ပြည်ပနိုင်ငံသားတွေကိုလိုအပ်တဲ့စစ်ဆေးမှုပြုလုပ်နိုင်ဖို့အတွက်ဖန်စီရာလို့စစ်ကောင်စီရဲ့ဝါရဖြန့် channel တခုဖြစ်တဲ့ MRTB ကအောက်တိုဘာလ23ရက်နေ့ညနေပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အောက်တိုဘာလ23ရက်ညနေပိုင်းအထိ တရားဝင်ထောက်ထားကိုင်းဆောင်ထားတဲ့နိုင်ငံသားသားလို့တမရာချီကလည်းထိုင်းနိုင်ငံအတွင်းဝင်ရောက်ခွင့်ရရှိဖို့မဲဆောက်များရိအမတ်တတတာမှာစောင့်ဆိုင်းနေပေမဲ့မြန်မာအနိုင်ပိုင်ဘက်ကခွင့်မပြုသေးဘူးလို့သိရပါဗျ။ကြပြန့်လုပ်ငန်းအတွက်အရေးပါတဲ့ကျွမ်းကျင်လုပ်သားတွေကိုကရင်နယ်ခြားဆောင်တက်ကလုံခြုံတဲ့နေရာကိုကြိုးတွေပြောင်းရွှေ့ပေးထားပြီးဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ညရီမျိုးနယ်မှာရွှေကုတ်ကိုကြောက်ခက်အေးအေးဆိုင် အင်ဂျင်မြိုင်ခေခေဘက်အပါအဝင် ကြားဖြတ်ငွေလေးလုပ်ငန်းရာနဲ့ချီရှိနေပြီးအများစုက တရုတ်နိုင်ငံသားတွေကယင်းနေထားပြီး BGF နဲ့ကရင်လက်နိုင်ငံတချို့ လုံခြုံရေးယူပေးနေသလိုရှယ်ယာများလည်းပိုင်ဆိုင်ထားပါတယ်ကြားဖြတ်ငွေလေးလဲခိုင်းနဲ့ပတ်သက်ပြီးနမဲကြီးရဲ့စောချစ်သူရဲ့ကရင်နယ်ချားဆောင်တက် BGF KNA နဲ့စေအုပ်စုဟာနိုင်ငံတကာထိုင်းတရုတ်ဖိအားပေးမှုတွေကိုခံနေရသလိုဂျန်ကဲပိတ်ဆို့မှုတွေပါခံနေရတာပါ ဒါအပြင် KK ဘက်ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုကိုကရင်နယ်ကြားဆောင်တဲ့ BGF ကတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမဲ့နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်တဲ့အခါစစ်တပ်ကိုဝေဖန်တာမျိုးမပြုကြဖို့တတိပေးစာပေးပို့ထားတယ်လို့နိုင်ငံရေးပါတီတွေထံကနေစုံစမ်းသိရှိရပါတယ်။ နိုင်ငံရေးပါတီတွေမဲဆက်စည်းရုံးရေးကာလကိုအောက်တိုဘာလ28ရက်ကနေဒီဇင်ဘာလ26ရက်နေ့အထိရပ်ပေါင်း60ခွင့်ပြုကြောင်းရွေးကော်ကားထုတ်ပြန်ပြီးနောက်အခုလိုသတိပေးစာပေးပို့လာတာဖြစ်ပါတယ်။ဒါ့အပြင်ပြည်အောင်စု မပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ချာအာဏာလုံခြုံရေးတရားဥပဒေစိုးမိုးရေးစတဲ့အချက်တွေနဲ့လဲမဲဆက်ရတာတွေမလုပ်ရဘူးဆိုတဲ့အချက်တွေလဲပါတယ်လို့သူကဆက်ပြောပါတယ်။ စေအုပ်စုဟာရွေးကောက်ပွဲဥပဒေချမ်းပြင်ဆင်ပြောင်းလဲတာတွေပြုလုပ်ပြီးတာအဲ့ဒီထဲမှာမဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်တဲ့အချက်တွေလည်းပါဝင်ပါတယ်။အဲ့ဒီအချက်တွေထဲမှာစစ်အာဏာရှင်တွေဖွဲ့စည်းထားတဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့အခွင့်ပြုချက်သတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့မဲဆွယ်ရမယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။မဲဆွယ်စည်းရုံးရေးမရောက်ခင်ရပိုင်းလိုမှာတော့နိုင်ငံရေးပါတီအချို့ကမဲဆွယ်စည်းရုံးမှုတွေခက်စိတ်စိတ်လုပ်လာနေပြီပဲ။အများစုကအွန်လိုင်းကနေသာမဲဆွယ်နေတာကိုတွေ့မြင်ရပါတယ်။ စေယုစုကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း၁မွန်သေးတာမှာစိုက်ထူစိုက်ထုံစိုက်ရရချောင်းစုံမော်လမြိုင်မြို့နယ်တို့မှာပြုလုပ်သွားမှာဖြစ်ပြီးနိုင်ငံရေးပါတီရှိခုဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေကတော့စစ်အုပ်စုကျင်းပမယ်ရွေးကောက်ပွဲကိုအတိမတ်ပြုလက်ခံမှာမဟုတ်တလို့ပါဝင်တဲ့သူတွေကိုအရေးယူမှာဖြစ်တယ်လို့အတီလင်းထုတ်ပြောထားပါဗျာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ထိုင်းမှာနေဆက်ရှိမြန်မာပတ်ချန်းမြောက်ရီမြို့နီးက KK ပတ်လောင်စာယုံကိုမြန်မာစစ်ကောင်စီကဝင်ရောက်စီးနင်းခဲ့တာကြောင့်အဲ့ဒီလောင်စာယုံကလူသမားတွေဟာမြောက်ရီမြို့ထဲမှာသာမကပဲထိုင်းပတ်ချန်းကိုကုလာကြတယ်လို့ခေါက်ဆော့အင်္ဂလိပ်မှာရေးသားထားပါတယ်။အဆိုပါစစ်စင်ရေးကြောင့်နိုင်ငံသားအများပြားဟာနေဆက်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံတွင်ကိုထွက်ပြေးသိမ်းရှောင်လာခဲ့ကြပါတယ်။လက်ရှိမှာမဲဆောက်ခရိုင်ရှိထိုင်းလုံခြုံရေးအနာဘက်ကတိစောက်ထားတဲ့ယာယီတဲတွေမှာနိုင်ငံသား900ကျော် ခိုလုံနေကြပါတယ်။အော်တိုဘလ23ရက်နေ့မှာအရေးအတွက်ဟာဆက်လက်မြင့်တက်လာနိုင်မှာရှိပါတယ်။ကျွန်တော်ရစ်ချတ်ပါယနေ့အော်တိုဝါလာ24ရဲ့ BBL ရဲ့ပြည်ရင်းပြပါသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်တိမ်ပါ။